င်္ဂလာပါရှင်ချင်းလက်ချင်းတဲ့တင်ဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်ဇွန်လ24ရက်နေ့နောက်ဆုံးရရှိထားတဲ့တင်ပြကိုတင်ဆက်ပေးသွားပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်တင်ကောင်းစဉ်တွေကတော့မင်းတက်မတူပီလက်မှတ်ကြီးကိုပြန်လည်အသုံးပြုလို့ရပြီလို့မင်းတက်ပါအဖအတိပေးထုတ်ပြန်ကြောင်း ဒီရိမ်မြုပ်နေရှိခိုင်ကမ်းစင်စခန်းကိုစစ်တပ်ကလေရင်ဖြင့်ပုံကြီးတိုက်ခိုက်မှုတွင်ပြည်သူတအူးသေဆုံးကကမ်ဘလူးမြုပ်နေရှိဂျေးရွာနှစ်ရွာကိုစစ်တပ်ကမိရှုဖျက်ဆီးကြောင်းနောက်ထူးချင်းမြုပ်နေဝက်လူရဲစခန်းကိုစစ်ကိုလာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုတွင်စစ်သား73ဦးသေဆုံးပြီးဒုတက်ချက်တအူးအရှင်မိကတအူးအလင်းဝင်ကြောင်းတက်မတော်လေးအမှတ်တရစိတ်ဖြင့် Y8 လေယာဉ်တက်နှစ်စီးကို တရုတ်နိုင်ငံ ကိုမင်းလေးစိတ်တွင်ရှပ်ဖွေတွေ့ရှိရပြီးစစ်ကောင်စီအတွက်မကြမီအုံပြူရတော်မယ်လို့မြန်မာ witness ပြောကြားကြောင်းမင်းတပ်မတပီလမ်းမကြီးကိုပြန်လည်အသုံးပြုလို့ရပြီလို့မင်းတပ်ပါအဖအတိပေးထုတ်ပြန်ထားတဲ့သတင်းကိုတင်ဆက်ပေးတော့ပါမရှင်။ချင်းပီတောင်ပိုင်းမင်းတပ်မျိုးနဲ့မတပီမျိုးတို့ကိုဆက်သွေးထားတဲ့လမ်းမကြီးအားပြုတ်ပြင်နိုင်ပြီဖြစ်လို့ဒီကနေ့ဂျွန်လ 24ရက်နေ့ကနေစပြီးပြည်သူများအသုံးပြုလို့ရပြီလို့မင်းတမြုပ်နေပြည်သူအုပ်ချုပ်ရေးအဖွဲ့ကယမနေ့ဇွန်လ23ရက်နေ့မှာတရင်ထုတ်ပြန်လိုက်ပါတယ်။မင်းတမတပီလမ်းမကြီးဟာမိုးသေးထန်စွာရွာသွန်းမှုကြောင့်လမ်းများပြုတ်ကျပျက်စီးနေပြီးအဆိုပါပျက်စီးနေတဲ့နေရာများကိုမင်းတမြုပ်နေပြည်သူအုပ်ချုပ်ရေးအဖွဲ့ကပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ကနေစပြီးဆက်ရံတရားများဖြင့်ကျူးပင်ခဲ့တာဖြစ်ပါတယ်။အဆိုပါ လမ်းပိုင်းပြင်ဆင်နိုင်ဖို့အတွက်ဂျွန်လ23ရက်နေ့ကနေ28ရက်နေ့အထိပြည်သူများအနေဖြင့်မင်းကျက်မတူပြီးလမ်းမကြီးကိုအသုံးမပြုရန်ကြေညာချက်အမှတ်9မင်းဆောင်2025ဖြင့်ထုတ်ပြန်ခဲ့ပေမဲ့ယခုအခါပြန်လည်ပြင်ဆင်နိုင်ပြီဖြစ်တာကြောင့်ကြေညာချက်အမှတ်6မင်းဆောင်2025ဖြင့်လွှမ်းမိုးပေးဖြတ်လိုက်တယ်လို့ဆိုပါရယ်။ ယခုအခါမင်းတက်မတူပြီးလမ်းမကြီးကိုပြုတ်ပြင်ဆောင်ရွက်ပြီးဖြစ်ကပူပေါင်းဆောင်ရွက်ပေးကြတဲ့ပြည်သူများအပေါ်ဂျေဆုတင်ကြောင်းနဲ့ဒီကနေ့ဂျွန်လ24ရက်နေ့ကနေစပြီးလွတ်လပ်စွာဖြတ်တန်းသွားလာလို့ရပြီဖြစ်ကြောင်းသိရှိရပါတယ်ရှင်ဒီရီမြို့နယ်ရှိခိုင်ကမ်းစင်စခန်းကိုစစ်တပ်ကလေရင်ပြန့်ပုံကြီးတိုက်ခိုက်မှုတွင်ပြည်သူတအူးတေဆုံးကကမ်ဘလူးမြို့နယ်ရှိဂျေးရွာနှစ်ရွာကိုစစ်တပ်ကမိရှုဖျက်ဆီးထားတဲ့တရင်ကိုဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ ချမ်ပီတီရိမ်မြို့နယ်ရှိခိုင်ကမ်းရှင်စခန်းကိုအကြံဖက်စစ်တပ်ကလေရင်ဖြန့်ပုံကြီးတိုက်ခိုက်ခြင်းကြောင့်ပြည်သူတအူးတည်ဆုံးခဲ့ကြောင်းဒေတာခံပြည်သူများကပြောဆိုထားပါတယ်။ကျွန်းလ22ရက်နေ့မွန်လွေညနေ6နာရီခန့်တွင်ဒီရိမ်မြို့နယ်ရှိခိုင်ကမ်းစင်စခန်းကိုအကြံဖက်စစ်တပ်ကလေရင်ဖြန့်ပုံကြီးတိုက်ခိုက်ခဲ့ကြောင်းအကြံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်ခိုင်ကမ်းစင်စခန်းမှာ ဆေအိုစီတအူးတည်ဆောင်ခဲ့ပြီးပြည်သူတအူးလေးထိခိုက်တရန်ရရှိခဲ့ကြောင်းသိရှိရပါတယ်။ဒေတာခံပြည်သူတအူးကမနေ့ကခိုက်ကမ်းစင်စခန်းကိုစစ်ခွေးတွေလေးချောင်းနဲ့ပုံကျဲတိုက်ခိုက်သွားတာပါ။ဆေအိုစီတအူးတည်ဆောင်နဲ့တအူးထိခိုက်တရန်ရရတယ်လို့ပြောဆိုထားပါတယ်။ဒါပြန်ကံပလိုမျိုးနဲ့တပြေးသားရွာနဲ့ ကျောင်းကုန်းရွာကိုရောက်ရှိနေတဲ့အကြံဖစစ်ကောင်စီတပ်နဲ့ပြူစောတီများဟာတပိတာရွာနဲ့ကျောင်းကုန်းရွာတို့ကိုမီးရှို့ဖျက်ဆီးနေကြောင်းသိရှိရပါတယ်။ယမနေ့ဂျွလ23ရက်နေ့ညပိုင်းတွင် အကြံဖက်စစ်တပ်နှင့်ပြူစောတီများကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲအကြောင်းမေးဝင်ရောက်မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဂျွလကံဘလူတကြွလှုပ်ရှားသူများအဖွဲ့ တံဘလူခရိုင်မှာတာဝန်ရှိသူကဖန်ဆီးခံရတာတွေရှိတယ်လို့ပြောတယ်အတိအကျမသိရသေးပါဘူးလို့ရန်ကုန်ခေတ်သတင်းဌာနထံသို့အတိအပြုပြောကြားထားတယ်လို့သိရှိရပါတယ်ရှင်။နွားထူးချင်းမြို့နယ်ဝက်လူရေစကန်ကိုစစ်ကိုလာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုတွင်စစ်သား73ဦးသေဆုံးပြီးဒုတိယချက်2ဦးအရှင်မီက2ဦးအလင်းဝင်လာတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ မန္လေးတိုင်းနွားထူးကြီးမြို့နယ်ဝက်လူရေးစခန်းကိုစစ်ကိုလာတဲ့အကြံဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား73ဦးသေဆုံးပြီးဒုတက်ချက်တဦးအရှင်မိကတဦးအလင်းဝင်ရောက်ခဲ့ကြောင်းနွားထူးကြီး People Defense Force မင်းချန်ခရိုင်အမှတ်၄ -10 တရင်ကပြောဆိုထားပါတယ်။ဝက်လူနေမင်းရေးစခန်းကိုစစ်ကိုအဖြစ်ရောက်ရှိလာတဲ့အကြံဖက်စစ်တပ်စစ်ကြောင်းကိုတိုလှန်ရေးတပ်ဖွဲ့ဝင်များက ကြပ်ဖြတ်တက်ခိတ်ခေကြောင်း၎င်းတက်ပွဲအတွင်အကြံဖက်စစ်တပ်ဘက်မှစစ်ကောင်စီတပ်သား73ဦးသေဆုံးက5ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအလောင်းတဆောင်ကိုတင်စီနိုင်ခဲ့ကြောင်းသိရှိရပါသည် ဒါပြန်တက်ပွဲအတွင်းတက်မ88မှာဒုတချက်တဦးကိုလည်းလက်ဝေဖန်စီရမိခဲ့ပြီး အကြံဖက်စစ်တက်လက်အောက်ခံရဲတပ်သားတဦးလည်းလက်နက်များနဲ့အတူအလင်းဝင်ရောက်ခဲ့ကြောင်းအကြံဖက်စစ်တက်စစ်ကြောင်းမှမတရားပေါ်တာဆွေဖန်စီခံထားရတဲ့စစ်မှုထမ်းတက်သားတက်နှစ်ဦးကိုလည်းတိုးလိုက်ရေးတပ်ဖွဲ့ဝင်များကကေထုတ်နိုင်ခဲ့ကြောင်းသိရှိရပါတယ် တိုက်ပွဲအတွင်းအကြံဖက်စစ်ကောင်စီတပ်သားများထံမှ MA1 တနက်တလက် MA3 တနက်တလက် G3G 62တောင်း 5.56G 1500တောင်း M9 72လုံး60မမ8လုံး60မမတောက်တစ်ခု RPG အဖူး2ဖူး RPG ပူကြီး2တောင်းနင်းမိုင်14လုံးလက်ပစ်ပုံ17လုံး drone shooter တက်လက် G-box 6ပောက်တို့ကိုတင်စီရရှိခဲ့ကြောင်းသိရှိရပါတယ် အဆိုပါတက်ခိတ်မှုကို နိုင်ငံဆောင်အေညာမင်း operation အဖြစ်မင်းချန်ခရိုင် အမှတ်၄တက်ရင်မင်းချန်ခရိုင်အမှတ်၁၀တက်ရင်တတားဦးပါကဖာတို့ကလှုပ်ဆောင်ခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။တက်မတော်လေးအမှတ်၁၀ဆိပ်ဖြင့် Y8 လေရင်တင်နှစ်စီးကိုတရုတ်နိုင်ငံကိုမင်းလေးစိတ်တွင် ရှာဖွေတွေ့ရှိရပြီးစစ်ကောင်စီအတွက်မကြမီအသုံးပြုတော့မယ်လို့မြန်မာ witness ပြောကြားထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ အကြံဖက်စစ်ကောင်စီတမတော်လေးအမှတ်တစိမ့်ဖြင့်ဒေယူပို့ဆောင် UY8 လေရင်တစ်နှစ်စီးကိုတရုတ်နိုင်ငံကိုမြင်းလေးစိတ်တွင်ချက်ဖွေတွေ့ရှိရပြီးစစ်ကောင်စီအတွက်မကြမီအုံပြုတော့မည်လို့ယူဆရကြောင်းမြန်မာ witness ကယမနီကသတင်းထုတ်ပြန်လိုက်ပါတယ်မြန်မာ witness ဟာ Shenji YAF 200W နီးပြူဟာမြောက်ဒေယူပူဆောင်ရေးလေယာဉ်နှစ်စင်းဖြစ်တဲ့အမီနံပါတ် 5923နဲ့5924ကိုတရုတ်ပြည်သူ့သမ္မတနိုင်ငံကုမင်းအပီပီဆိုင်ရာလေဆိပ်ရှိနေရာတစ်ခုတွင်ရှပ်ဖွေတွေ့ရှိခဲ့ကြောင်းလေယာဉ်20ဟာအတစ်ဖြစ်ပြီး MAF နာမည်တက်မတော်လေဟုရည်သားထားပြီးရခင်ကမရှိဖူးတဲ့အမည်နံပါတ်များဖြစ်ကြောင်းမကြသေးမီကမိတ်ဆက်ခဲ့တဲ့ YAF200W အမည်နံပါတ်5922ကို2024ခုနှစ်ဒီဇင်ဘာလတွင်စတင်အသုံးပြုခဲ့ပြီးအသက်တွေးရှိရတဲ့ Y8 လေယာဉ်နှစ်စီးရဲ့အမည်နံပါတ်များမှာ5923နဲ့5924ဖြစ်ကြောင်းသိရှိရပါတယ်။တက်မတော်လေးကစစ်ဘက်လေယာဉ်များနဲ့ပတ်သက်၍ဝန်ဆောင်နိုင်စွမ်းနဲ့ဘက်ဆောင်အသုံးပြုနိုင်မှုအတွက်အထူးအလေးထားတဲ့ Y8 လေယာဉ်များကိုဆက်လက်ဒူးချဲ့အသုံးပြုလက်ရှိကြောင်းအဆိုပါ Y8 နောက်ထပ်လေယာဉ်များရောက်ရှိလာခြင်းဟာစစ်ကောင်စီလေတပ်အတွက်ထုတ်ပန်ပို့ဆောင်ရေးနဲ့လေပတ်နိုင်မှုစွမ်းရည်ကိုတိုးပွားစေရန်ဖြစ်ကြောင်းသိရှိရပါသည်။အကြံဖက်စစ်ကောင်စီထံတွင်တည်ယူပို့ဆောင်ရေး Y8 လေယာဉ်အနည်းဆုံး9စီးခန့်ရှိကြောင်းနိုင်ငံတကာစစ်ရေးဆောင်ကြည့်ရေးလေလာရေးအဖွဲ့တချို့ရဲ့ထုတ်ပြန်ချက်များအရသိရှိရပါသည်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကျွန်တော်နဲ့ပဲရန်နာတော့ပါမယ်ရှင်။ Channel Channel တရင်စီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာအပေါင်းနဲ့ခံရောက်နိုင်ကြပါစေရှင်